ကျွန်တော်ရက်စစ်မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆရာရဲရက်စစ်ကျောင်းသားဖြစ်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆွေတွေဘာများဆွေးနွေးလို့လဲဆိုတော့ဒေနီယိုကျွန်တော်ဒေနီယိုပြဿနာဒေနီယိုပြဿနာဒေနီယိုပြဿနာအကြောင်းဆွေးနွေးခြင်းလားကျွန်တော်အဲအိမ်လုံးပစ္စည်းပြင်နေကျွန်တော်တင်နာသားတယောက်ကနေဖုန်းဆက်မိတယ်အဆရာတဲ့ဒေနီယိုကလည်းပလတ်ထိုးလိုက်တိုင်းနဲ့ဘရိတ်ကကျတယ်တဲ့ အချားဘာမှမဖြစ်ဘူးဒန်နီယိုထိုးလိုက်တဲ့ဘရိတ်ကကြာတယ်ကျွန်တော်ဒန်နီယိုဟိုပစ်ချက်ကြီးရှာပြီပေါ့နော်ဖွင့်ပြီးပြင်တယ်ပေါ့မှန်ဒီအိုးတော့မဟုတ်ပါဘူးဒီအိုးကဒါကျွန်တော်ကြောင်းမှာကျွန်တော်တို့ဒီမှာတင်တန်းမှာဆိုင်မှာကြောင်းမှာပြုတ်ပြတဲ့ပစ္စည်းပါပြုတ်ပြတဲ့ပစ္စည်းပေါ့အဲ့တော့ဒန်နီယိုသုံးတာနဲ့ဘရိတ်ကကြာတယ်ဒန်နီယိုသုံးတဲ့ဘရိတ်ကကြာတယ်ဆိုတော့ကျွန်တော်ချက်ချင်းသိတယ်ငင်းလို့အားလုံးနဲ့စစ်ပြီးလို့အဆင်ပြေလို့ရှိရင်အဲ့ဒါဘာဖြစ်တာလဲဆိုပလက်ကောင်ကဖြစ်တာလို့ပလက်ကောင်ရှော့ကြတာပလက်ကောင်ရှော့ကြတာဘယ်နေရာလေးလဲဆိုဂျီနီယာလေး အဲအဲ့ကောင်လေးအဲ့ကောင်ကသုံးလာကြာလာတဲ့ခါကျရင် CG တွေဒီတွင်းထဲမှာညှက်ပြီးတော့သူကတက်စစ်ဝင်လာနေဟိုဘက်နဲ့ဒီဘက်နဲ့ကူးသွားပြီးတော့ short ကြတာနေပြဒနာအဲ့တော့ဘာလို့ရလဲဆိုရှင်ကျွန်တော်ဒီကောင်ပေါ့ဒီလိုကောင်မျိုးလေးပေါ့နော်အတွင်းထဲမှာအတွင်းထဲမှာ CG တွေများလာတဲ့ခါကျရင်တွင်းထဲမှာဒီလိုတွင်းလေးထဲမှာ CG တွေများလာတဲ့ခါကျရင် G နဲ့ CG နဲ့ပေါင်းပြီးတော့ short ကြပြီးတော့တက်စစ်ကူးသွားပြီးတော့ short ကြတာ breaker ကြတာအဲ့ပြဒနာဖြစ်တာအဲ့ဆိုကျွန်တော်ကဘာလို့ပြရလဲရွှေရှင်းလေးပေါ့ လဲပေးလိုက်အောင်မေဒါကိုကျွန်တော်တို့ကျွန်းသားကောင်းလို့ခေါ်နော်ဒီလိုအယောင်လေးနဲ့ကျွန်းသားကောင်းလို့ခေါ်ဒီကောင်က3ပင်ကောင်းနဲ့အမျိုးအစား3ပင်ဆိုရင်တပင်ကတော့မပါလာတော့ဘူးမြန်မာပြည်အယောင်တိလို့ပေါ့နော်ဒါကတော့နှစ်ကောင်းနှုတ်နေလားဒီကောင်ကပုံပြီးတောင်းတောင်းနေရှိတယ်အဲ့တော့ဒီနှမျိုးမှာကြိုက်တဲ့အမျိုးအစားတက်လို့ရဒါကလည်းသမင်းပေါင်းမှာလည်းဒါမျိုးတွေသုံးတယ်ဒါကဒန်နီမှာလည်းသုံးတယ်ဟောဒန်နီကဒီနှမျိုးလုံးသုံးတယ်ဒါကတော့သမင်းပေါင်းမှာပဲသုံးတယ်အဲ့တော့ဒီနှမျိုးကိုကျွန်းသားကောင်းလို့ခေါ်တယ်ဒီတဲ့ကငုတ်ကြီးရဲ့ကြီးစင်းနဲ့လုတ်ထားတာဒါမျိုးလေးလက်တက်ပြီးတဲ့အဆင်ပြေသွားလိမ့်မယ်နော် အဲကျွန်တော်မိတ်ဆွေတွေကိုစောင်းထုတ်ကြော်ညာကြော်ညာခြင်းပါတယ်ဒါတော့အိမ်သုံးချက်စစ်ပစ္စည်းတွေကိုကျွန်တော်ရေးသားထုတ်ရတာလေအိမ်သုံးချက်စစ်ပစ္စည်းစောင်းပေါ့နော်ဒီအကြောင်းထဲမှာဒေနီအကြောင်းမှာအဲ့ဒါကိုကျွန်တော်ထည့်ရေးထားတယ်အဲ့ဒီမှာပေါ့ဒီမှာဒေနီအကြောင်းထည့်ရေးထားအဲ့ပြဿနာကိုထည့်ရေးထားတယ်အဲ့တော့ဒီစောင်းထုတ်ဖတ်ပြီးကျွန်တော်မိတ်ဆွေအိမ်နဲ့လေ့လာပြီးတော့အိမ်သုံးပစ္စည်းပြင်လို့ရပါတယ်ဒီစောင်းကိုမှားခြင်းကျွန်တော် fiber နံပါတ်လေးကိုမှားလို့ရပါနော်399 4809 4803ညပိုင်ပါအောင်မှားလို့ရပါနော်ကျွန်တော်အောက်မှာလည်း fiber နံပါတ်ကိုရေးပြထားရပါတယ် ရိုင်ကနေပြီးတော့ကျွန်တော်တို့အိမ်ရောက်ငွေချေပို့ပေးပါတယ်ခင်ဗျာ